စစ်တမ်းဖြေဆိုရတဲ့သူတွေဟာသူတို့ရဲ့အနေနဲ့အခြေအနေဆိုရင်ဆိုင်နေရတယ်ဆိုရင်တောင်မှပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကတခြားသူတွေလည်းသူတို့နဲ့မချအခက်ခဲဖြစ်နေတာကိုသူကတိမြင်ကြရတယ်ပေါ့နော်တိကြရတယ်ဆိုတော့ဒီခါမှာကိုယ့်ရဲ့ဒုက္ခကဘာဟုတ်တယ်လို့တွေးပြီးတော့အခက်ခဲကိုမထုတ်ပြောရမျိုးလဲဖြစ်ပါတယ်ဆိုတော့ကိုယ့်အခက်ခဲကမထူးခြားတော့ဘူးဆိုပြီးတော့မှတတ်မှတ်လိုက်တာမျိုးပေါ့နော်ဆိုတော့တချို့ဆိုလို့ရှိရင်ကလည်းကိုယ့်ထက်ပိုဆိုးတဲ့သူတောင်မှရှိရယ်ဆိုပြီးမှကိုယ့်ဒုက္ခကိုဒါနှစ်သိမ့်လိုက်တာမျိုးဖြေသိမ့်လိုက်တာမျိုးတွေလည်းဖြစ်ပါတယ်ပေါ့ဆိုတော့ဒုတိယတစ်ချက်ကကြတော့ကိုကိုကိုဒါပြောင်းញမ်းသူတို့အထင်မှား ံကျင်ကြတာဖြစ်ပါတယ်။ဆိုတော့ဒါကဒါကျွန်တော်လူမှုစံနှုန်းတွေရနေပြီးတော့မှဖွင့်ဆိုကြတဲ့ဒီကြကြန့်ခံနိုင်စွမ်းပေါ်မှာတတ်မှတ်ထားတဲ့စိတ်ပိုင်းဆိုင်ရာ PR နဲ့လည်းသက်ဆိုင်ပါတယ်။ဥပမာအားဖြင့်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြမယဉ်ကျေးမှုမှာရှိတတ်တဲ့လူမျိုးပဲပေါ့နော်။ဆိုတော့မင်းကယောက်ျားပဲဘာလို့ငိုနေရလဲပေါ့။ယောက်ျားဆိုတာငိုလို့မရဘူးဆိုတာမျိုးပေါ့နော်။ဆိုတော့ကိုကကြကြန့်ခံနိုင်စွမ်းမရှိဘူး။အာဒီအားနေတယ်လို့ပြလိုက်မယ်ဆိုလို့ရှိရင်ပြောညံ့တယ်လို့အမြင်ခံရမှာဆိုပြီးတော့မှဒီကြကြန့်ခံနိုင်စွမ်းကိုဟိုပြနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဆိုတော့ကိုလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုထုတ်မပြောတော့ဘဲနဲ့လူ ဖွဲ့စည်းရာတတ်မှတ်ထားတဲ့ဒါကျင်းဝတ်တီလာဘောင်ထဲမှာပဲပိတ်မိသွားသလိုမျိုးလို့ပြောလို့ရရပါတော့